းမဲမင်္ဂလာပါရှင်ဒီနေ့ရှင်းပြမှာလေးကတော့ slinging spring လေးနဲ့ mechanical wave လေးအကြောင်းရှင်းပြပါမယ်အဲ့တော့ wave မှာဆိုရင်ဒီ mechanical wave မှာနှစ်မျိုးရှိပါတယ် stationary wave နဲ့ transfer wave နဲ့ဆိုပြီးတော့အဲ့တော့ဘယ်လိုမျိုးစားလေးกว่าလဲဆိုတော့ slinging spring လေးနဲ့ demonstration လုပ်ပြပါမယ်အဲ့တော့ပထမဆုံးတစ်ဖက်မှာက close tight ဖြစ်အောင်လို့ stationary ညှိနေအောင်ထားပါမယ်တစ်ဖက်မှာတော့ဒီ particle လေးတွေရွှေ့ရှားမှာ particle ဆိုတဲ့နေရာမှာ slinging spring လေးကိုတုံးပြီးတော့မှလှုပ်ရှား ြပါမယ်အဲ့တော့ခု particle လေးကို up and down လေးလောက်ပါမယ်အဲ့တော့ movement of particle ဒီ up and down လေးဖြစ်ပါတယ်အဲ့ချိန်မှာဖြစ်ပေါ်လာတဲ့ wave ကလေးရဲ့သွားတာဒီ horizontal အတိုင်းလေးဖြစ်နေပါတယ်ဒါဆိုရင် movement of particle နဲ့ wave direction နဲ့ဒီ perpendicular တောင်းမဲ့ကြတဲ့အတွက်ဒီနေထားကို transfer wave ကလန်လွဲလိုင်းလို့ပြောပါတယ် ့မဟုတ်ဘဲနဲ့ movement of particle လေးကရှေတိုးလေးနောက်ဆုံးလေးလောက်ပါမယ်အဲ့တော့ရှေတိုးနောက်ဆုံးလောက်တယ်ဆိုရင်ဖြစ်ပေါ်လာတဲ့ wave ကလေးနဲ့ horizontal လေးနဲ့ particle movement လေးနဲ့ဒီ parallel direction လေး same direction လေးဖြစ်တယ်ဆိုရင်တော့ဒါလေးကိုအလျားလိုက် line လေး stationary wave လို့ပြောလို့ရပါတယ်ရှင်အဲ့တော့ stationary wave ကလေးမှာဆိုရင်ဖူ particle လေးတွေသွားတဲ့လှုပ်ရှားမှုလေးမှာ wave ကလေး particle လေးတွေ ထပ်သွားတဲ့နေရာလေးကိုတွေ့ရပါလိမ့်မယ် wave ဖြေသွားတာဒါလေးကိုကြတော့အဲ့ region လေးကို compression လို့ခေါ်ပြီးတော့မှ particle လေးတွေကျဲနေတဲ့နေရာကိုကြတော့ refraction လို့ပြောပါတယ်မြန်မာလိုဆိုရင်တော့ဖိသိမ့်နေတဲ့ရော့ပါနေဆိုပြီးတော့မှပြောပါတယ်အဲ့တော့ဖိသိမ့်နေတဲ့ရော့ပါနေတစ်ခုဆိုရင်တော့ complete wave တစ်ခုရပါတယ်လို့ပြောလို့ရပါတယ်ရှင်အဲ့တော့ဒါကတော့ slinging spring လေးနဲ့ ကျောင်းသားတွေကို stationary wave နဲ့ transfer wave ကလေးနားလည်အောင် demonstration လုပ်ပြတာပဲဖြစ်ပါတယ်ရှင်။အဲ့တော့ဒီ demonstration လေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။